မှရမယ်။ခင်တော့စပြီးတော့သင်္ကန်းသာယူပါစကလုံးတို့မြည်စီမှာတကယ်မရှိပါတကယ်ရှိတဲ့သဘောတရားကိုပူဇော်ပြုပါအစားလေးတင်ပေးလိုက်ပါအောင်နော်အေးသေးတရားကိုငါရဲ့ဆိုချင်ရပါတယ်ဆိုလိုက်ပါအောင် အာမင်ကိလေသာကိုတရားမကိလေသာပယ်ရမယ်ဒုက္ခနဲ့ကိလေသာမရောစေနဲ့ဒုက္ခကိလေသာတွဲလို့ရှိရင်ဆင်းရဲလို့ဆရာကြီးဟောတာမကြားရဘူးလားဒီကိလေသာကိုအောင်ကျင်းရမယ်မပြောရဘူးလားနော်ပြီးအဲ့ဒီစကားလုံးကအဲ့ဒီစကားလုံးကတော့အမှန်တကယ်မရှိဘူးတဲ့တကားသဘောတခုကိုကိုစားပြုထားတာဖြစ်တယ်လို့နားလည်ရမယ်ဒီမေးအဲ့တော့ဘုရားကဘာကိုကိုစားပြုလဲဆိုတာသိမလို့ဘူးလား ဲခုနကနေပြန်သွားလိုက်ပါအောင်နော်ဒါအဲကိလေသာဆိုဘုံကိုရှာကြည့်ရတာပေါ့နော်ဒီဘက်ခင်ကဘုလိုပြီးကံကောင်းတာကမြင်ကောင်းစွာပြီးတော့သတ္ထတငယ်တင်ပြီးတဲ့နောက်မှာဥနုယဆရာတော်ဗျာတဲ့ပါဠိတော်ကြီးကိုမြန်မာလိုရိုးရိုးလေးဖတ်လို့ရအောင်တဲ့ဒီဘာသာပြန်ပေးတယ်မှာတဲ့ဖေဟာလို့ရှောက်ထားတယ်နော်အဲ့တော့ဆရာရဲ့အကျမ်းကအရာဖေဟာခွင့်ပြုခဲ့တယ်ဖေဟာပါလဲခွင့်ပြုခဲ့တယ်တဲ့နော် ။အဲ့တို့တွေကံကောင်းတာကထိတ်တန်းဆိုတာဘယ်မှာမအောင်တဲ့။သူပေါ့မှုတာစကားလုံးတဲ့ကိုပါဠိကိုမြန်မာလိုစကားစကားပြေနဲ့ဘာသာစပြေရှိပါတယ်။အဒီအပြင်ကိုတခါပြီးတဲ့ကျမ်းစာထွက်တယ်။ဘာချမ်းတယ်တော့။ပါဠိမြန်မာလိုပြန်ထားတာနော်။အဲ့တော့မနအားကွယ်စိတ်တန်းဆိုတာအကြီးကြီးသူပေါ့ပြီးတော့မှအမအောင်ဒီပဲပြန်ဆိုတာဆိုတွေ့ရတယ်ပြည်တဲ့ဉာဏ်ကြီးနေရှိပါတယ်အဲ့ဒီမှာကြည့်လိုက်တော့ဣလေတာဆိုတာကတဲ့ စိတ်ကိုဉာဏ်ပူလာမှုဖြစ်စေတတ်သောသဘောလို့အ내ပြန်ထားတယ်။ဣလိဒာတလုံးရမထမ်းနဲ့နော်။ဘာမလို့ဆိုရင်စိတ်ကိုဣဒာအပူလို့ပြောရရတယ်နော်။သူကရောက်နေသူရောက်နေပြီဆိုရင်ပူတယ်တဲ့။အစိတ်ကိုပူလောင်ဖြစ်တဲ့သဘောလို့ဆိုလို့ဣဒာပူလောင်စေတယ်ပေါ့အပူပြောရင်လည်း bởi vì giờ việt nam này để cho các tu giáo phù hòa đạo nó xây cố thà bỏ mà bị đều nó từ bỏ thủ đoạn bảo biểu như nào đấy thủ đoạn mà chỉ được đến con đường tiền thì là như lũ bài đó đến con đường gì thì em hộ bảo lẽ khả mà nhà về trả lại ít lại thành thì mấy mấy sửa အတွင်းထဲမှာနှခေါင်းလိုတော့ခေါင်းလိုတော့ထင်တယ်တရေထင်တော့ဟာဒါလို့အေးပါမလားဟုတ်လားဓမ္မိထိုးကြည့်တဲ့အခါတိရုပ်တော်မှာတိလို့ရှိရင်ဦးသေးလားဆိုတော့ဒါဆိုအမြဲမားပေါ့လို့ခေါ်တော့အမြဲမားအဲ့ဒါကြည့်လိုက်တဲ့ဒီမှာလည်းပဲကောင်းတယ်ဖြစ်တယ်တော့လေအဝိဇ္ဇာစာတာတွေ့ရတယ်ဘာစာတာတော့အဲ့ဆယ်ပန်းမှာကောင်းစီကအဝိဇ္ဇာကောင်းဆောင်ဖြစ်တယ်တွေ့ရတယ်ခုပတ်ခဲ့နော် နောက်ဆိုင်တဲ့တနာကဘာပြန်ထောက်ကြည့်အောင်နော်ဒါဆိုင်တဲ့တနာပြန်ကြည့်ပါအကိုကားလေးထောက်ကြည့်အောင်နော်ဒီမှာလည်းကိလေသာကိုဆိုကြည့်လိုက်တော့ကိလေသာကို၃ပါးမှာကြည့်လိုက်တော့ဟာအဝိဇ္ဇာရဲ့အနာရဲ့ဥပါဒ်ဝိဇ္ဇာပြန်ပါမလားဟုတ်လားဆိုကိလေသာကဝိဇ္ဇာကောင်းဆောင်ဖြစ်နေတာဟုတ်ဟုတ်လားဒါပေမဲ့ဝိဇ္ဇာကိုပဲကိလေသာကောင်းဆောင်ဖြစ်တတ်မှတ်တာတွေ့ရတယ်ဟုတ်လားကိလေသာကောင်းတာပါလေအဝိဇ္ဇာ မှတ်ခဲ့နော်သူကြောင့်ညီညွတ်ပူတော်ဖြစ်စေတာလို့အဓိပ္ပာယ်ရတာပေါ့ဘာပေါ်လဲဖြေးကြတော့နော်ဟိုတကယ်လို့ရှမ်းရှမ်းနဲ့နားမထောင်တိကျကူဆိုင်နားထောင်ကိုကပယ်ရမယ်နေတာပြိတာပယ်ပြိတာဘာမှမသိရင်ပယ်လို့ရပါမလားဒါကူဆိုင်နားထောင်နော်အဲ့ဒီဟောနေတာကနားထောင်လို့ဆရာဖခင်ကတည်တာပေါ့ကလေးရမှလို့နားလည်အောင်တည်တာကိလေသာလည်းပြောလဲနားလည်နေတာပေါ့သတ္တမိတွေကမတည်သေးဘူးလေ ဒီတော့တရားကြီးနဲ့ကခက်မှာပေါ့နော်ဟုတ်ကဲ့ဒါတော့အိဒိသမသူတင်ကောင်းဆောင်ကနာမည်ပေးတာအဝိဇ္ဇာဖြစ်နေစိတ်ကိုငင်ငူအဝိဇ္ဇာကြောင့်ဖြစ်ရတာလို့သိရတယ်ဟုတ်ရဲ့လားကောင်းပြီတခါခုနကပြန်သွားလိုက်ပေါ့ဆယ်ပါးပြန်သွားလိုက်ပေါ့ကြည့်ပါရှင်ကဆရာကျမ်းတတ်မခဲကျမ်းကြီးခဲကြီးကြောင်နော်ကိုဒါကတော့တုတ်တန်ဒီမှာပါတယ်ဆယ်ပါးပေါ့နော် ိုင်းတဏ္ဍာလည်းပဲကိလေသာကိုထမ်းမှာဝိသာကောင်းသောဒီမှာလည်းကောင်းဆောင်ဖြစ်နေတယ်အကတန်ရောစီတို့ကပါတယ်အဲတန်းစင်ဆိုတာကဗမာစကားမဟုတ်ဘူးတဲ့မြန်မာလူမျိုးတွေကတခါလေကြရင်အမြစကားကိုအပိုင်ဝယ်ထားလို့ဖြစ်နေကြတာဆိုအာလူလို့ပေါ့အိန္ဒိယပြည်တော့အာလူခေါ်တယ်ဟဲ့လူလိုက်လည်းဗမာစကားလားမဟုတ်ဘူးကလားစကားကိုမဝယ်ထားတာဗမာလူ ဲ့အလုံးကိုတခြားနာမည်မရှိဘူးအာလူပဲခေါ်ကြတာကိုလည်းတန်တော်စင်ဆိုရင်လည်းအဲ့ပဋိစကားကိုသူအပိုင်ယူထားတာဗမာလူမရှိဘူးအဲ့ဒါကြီးတယ်ကြီးတယ်ပြောကြတယ်မလားအဲ့အဲ့ဒါအဲ့ပြန်ပြီးတော့ရှင်ချင်းလို့ခေါ်တယ်လို့ခေါ်တော့ရှင်ချင်းလို့ဒီပဲရတယ်ဆိုတော့ဒါမြင်အဝိဇ္ဇာဆိုတဲ့ဘောတရားရှင်နေတယ်လို့ဒီပဲရတာပေါ့ဟုတ်ရလားအဝိဇ္ဇာဘာလဲရှင်နေတာအဲ့နောက်သူ ဘဝပညာသံသာဘဝပညာဖော်လိုက်ပါတာမိမိမှန်ကြမ်းမှတခါကြည့်လိုက်တော့စိတ်ဆယ်သိတဲ့အကြောင်းသူတင်တဲ့အခါမှာလည်းပဲစိတ်52ပါးမှာဝရဏတိအညာတိသင်္ခါရမှာအဲ့ဒါ2ပါးပုံတာเนาะပြမစိတ်ကဝင်လို့ခေါ်လိုက်တယ်စိတ်ကိုပြီးပဲစိတ်ကိုဆယ်ဘက်ဖွဲ့စိတ်တို့တဲ့သင်္ခါရ50မှာတခါကြည့်လိုက်တော့အုပ်စုဖွဲ့ထားပြန်တယ်ဒါညမှာကြမ်းမှတရားတာเนาะ အဲ့အကုသိုလ်စိတ်တည်းခေါင်းဆောင်တာတဲ့မောဟသူ့အဝိဇ္ဇာပြန်ခေါ်တာလို့သိရတယ်။ခေယကောက်လိုက်တော့အတ္တစိတ်တည်းခေါင်းဆောင်ပါလေမောဟအဲ့အဝိဇ္ဇာလို့ပြန်ခေါ်ထားတာသိရတယ်။စိတ်တည်းကိုဖြစ်နေတာအဲ့တော့ဝိဇ္ဇာဆိုတာစိတ်တည်းဖြစ်နေတယ်။ဟာလေနော်။စိတ်တည်းစိတ်တည်းဖြစ်စိတ်တည်းဖြစ်နေတယ်။အဲ့တော့စိတ်မှရှင်တာပေါ့ဗါလေဗါလေ။စိတ်မှရှင်ပေါ်နေတာအဝိဇ္ဇာပြောတာ။ဟုတ်ရဲ့လား။ တော့ရှင်ခြင်းပေါ့စိတ်မှရှင်နေဆိုတော့ဝိဇ္ဇာစိတ်မှရှင်ပေါ်နေတာပြောတာတကယ်ဝိဇ္ဇာစကလုံးတကယ်မရှိသေးဘူးတဲ့တကယ်ရှိတာဘယ်လိုစိတ်မှရှင်နေအမောင်ဓာတ်ကိုစားပြုတာလို့သိရတယ်အဲတော့စိတ်မှဝိဇ္ဇာမှရက်မထန်နဲ့နော်ဝိဇ္ဇာစကလုံးမရှိသေးတဲ့သူ့ရဲ့ရွေးချက်သူ့ရဲ့ကိုစားပြုတာဘုရားညွှန်ကြားတာစိတ်မှရှင်နေပါလေအမောင်ဓာတ်မင်္ဂလာဆရာကြီးဟောတာကြီးတော့တဲ့ ဉာဏ်မျက်စိအလင်းတက်အမောင်ဖုံးငယ်လို့တို့သုံးပါတယ်ဟောပါလားကအမောင်ကတရားတယ်ဒါဆက်ညံဘက်ကအလင်းဆက်ညံပါဟောစရတိတ်ကြီးပြောတာနော်အဲ့တော့အနေအုပ်စုကြတော့ပညာစရတိတ်ကကောင်းဆောင်ပညာစရတိတ်ကမနဲ့ကောင်းဆောင်အဲ့တော့အောက်တို့ကုတုမပညာစရတိတ်ကောင်းဆောင်အောက်တို့မှာကြတော့အဝိဇ္ဇာမောဟကကောင်းဆောင်အမောင် အဲ့တော့အမောင်တော့ကတခါလေးဆိုဘုရားတခါထပ်ပြီးကုကားပြတယ်။တကောင်လကွယ်တောအုံနေသူတကောင်လကွယ်လကွယ်ညတကောင်ရန်ဆိုရင်နည်းမလားမောင်မလား။ရောက်နေတာတောဥ်ဆိုကျဲတော်မြာသေးလား။အဲ့အဲ့ဒါပြောတာ။ဆိုအရာမောင်သွားတော့ဟာတို့တွေကရှေ့မှာအမှန်မြာသေးလား။လကောင်နန်းဆိုတော့သိပါဦးမလား။အဝေးမြာပါဦးမလား။အဲ့အဲ့ဒါဆိုလို့တာတဲ့။ အခက်နော်ဒါစိတ်စေသဘောတရားကတဲ့အာယုံပေါ်ပြီးပတ်တာတိပင်းတဲ့ကလက်ခံနဲ့စုံစမ်းနဲ့ဆုံးဖြတ်တယ်တံပရိဆိုင်ဟုတ်တော့ပြီးမှသောဖြစ်တယ်အဲ့တော့စုံစမ်းဆုံးဖြတ်တာရှိတယ်တဲ့ဆုံးဖြတ်ချတဲ့နေရာမှာအမှောင်ကဆုံးမကြချရင်အမှားအဖြစ်ထွက်နေမယ်ဒါဆိုလိုတာနော်ကအလင်းကြတာတရားလောကမှာတဲ့အနည်းငယ်၄မျိုးရှိတယ်လို့ဒီကအောင်ဆောင်ရောဆရာဘုရားဟောပြတယ် လင်းတဲ့ပြင်ညို၄မျိုးနေရဲ့အလင်းအားရဲ့အလင်းမိရဲ့အလင်းပညာအလင်းပြန်ပြောပါဦးဆတော့တို့ရေဟာတကယ်အလင်းတန်ကိုအားကိုးနေရတာခုနေမှောင်ကြတယ်ဘာမှလုပ်လို့မရဘူးဟုတ်ရဲ့လားအဲ့တော့အလင်းတန်အားကိုးရတာเนาะအဲ့တော့နေလာမြတ်တို့သိတယ်ပညာနည်းဟာပါပြီးတော့စိတ်မှရှင်တဲ့ လင်းတက်ကိုပြောတာတဲ့စိတ်မချင်တဲ့ပါတော့အဲ့ဒါပညာခေါ်တာပညာစေတသိက်ခေါ်တာတဲ့လင်းတက်ကြီးကိုဆရာနာမည်ပေးတယ်ကြီးပညာစေတသိက်ရှိတဲ့အလင်းတက်ကစကားမပြောတော့ဘုရားကနာမည်ပေးရတာသာပါရလားဒါကအဲ့မှာတခါဗုဒ္ဓအကြောင်းပါလာပြန်နေအဲ့တော့ဆရာဘုရားကြီးတို့ကျမ်းကိုကြည့်လိုက်တဲ့တခါဒီမှာအကုန်ကရပြန်တယ်ညာတော်ဘုရားလားတဏ္ဍာရဘုရားလားလို့ မေကောင်းပေါ်ပါတယ်ဖေရလို့ဘုရားဆရာအလေးဖြစ်ပါနော်စဆန်ရင်းပြီးတော့ဆရာဖေရကျမ်းစာလေးပြည့်စုံတော့နှက်ဆက်တော်ဩမေကောင်းအဟောင်းကြီးပါဗျာတဲ့ဘယ်ကျမ်းဘယ်ကျမ်းမှာမေပိသားဖေပိသားရှိပါတယ်ပေါ့နော်အဲ့ဒါဒီအတိုက်ရအဖြစ်တဲ့စိတ်မှရှင်တဲ့ပညာစရတိကိုပင်းလေတိုက်ပိုက်ဉာဏ်တော်လို့ခေါ်တာအလင်းခေါ်တာဒါအဖြစ်ပေါ်နေပြီပညာစိတ်ကိုဘာလို့လဲဉာဏ်တော်အလင်းခေါ်တာတိုက်ပိုက်ဉာဏ်တော်အလင်းခေါ်တာ သာပါလာအဲ့ညာတော်ကြီးရွယ်တဲ့စိတ်ကိုမြင်ရတယ်ကိုစိတ်မှရှင်းပြီးသားတယ်စိတ်ကရုပ်ကိုမြင်ရပြန်တယ်ဗျာစိတ်ကဘာမြင်လဲနော်အဲ့ပေါ်တိုင်းပေါ်တိုင်းမှာတဲ့အမောင်ညာမှာအတင်းတက်ကနေဆုံးမချက်ချလို့ရှိရင်တဲ့တတိကိန်းနဲ့လို့ဆုံးပါတယ်ဘာကိန်းတာတော့ဒီမှာမိထားပြီးတော့ဆုံးမချက်ချတဲ့အတင်းတက်တတိကိန်းနဲ့တဲ့ကိန်းနဲ့ဆိုတာကတဲ့တင်ထားတာကတ်ထားတာကိုစိတ်ပြန်ကိန်းတာပဲတဲ့ ဖြာပိကလို့ခေါ်တယ်လို့သာဖြစ်အမည်ရှိတယ်အဲ့တော့အတွေ့အကြုံမှာစိတ်ပြကုန်ကိန်းနေပြီအတွေ့အကြုံမှာလည်းစိတ်ပြတော့ကိန်းနေတာဒါမှမဟုတ်ညံတော်လည်းဖရာတဏ္ဏတော်လည်းဖရာယူရမယ်လို့ဖြေသွားကြတော့အဲ့မှာအဖြစ်ကိုရတယ်လေဒါမြင်ဒီပညာအလင်းတိုင်ကြီးဘုဘေနဲ့တိုက်ပိုင်ညံတော်ခေါ်တာဟုတ်အခါမင်းနေတဲ့ဒီမှာလည်းခါဖွင့်ဆိုထားရတယ်ဆရာတော်ဘေးဥပဒေထရှင်မြတ်ကြီးက ဗုဒ္ဓဆရာပါနေပြီတော့ဗလျက်ဆောင်ရံဘုဒ္ဓဂေတဘုဒ္ဓလာတာတဲ့ပွင့်ခြင်းလို့အိပ်ပြန်ရတယ်လို့ခေါ်တော့အဲ့တော့ညံတော်အလင်းပွင့်တာပြောတာတဲ့ဘာလဲတော့ဆရာမရှိဘဲပွင့်တာနော်ပွင့်တာပြန်ပဲပွင့်ခြင်းကိုဗုဒ္ဓခေါ်တာအိန္ဒိယပြည်မှာကအချားရဲလို့ပဲဒန်းကောင်းတဲ့အချားရဲအချားတလုံးလုံးကိုမျက်လှက်ပတ်သုံးတာပေါ့နော်ဘယ်ဗုဒ္ဓဟုတ် အဲ့တိုင်မလို့ပွင့်နေတယ်ဗုဒ္ဓသုဘဗုဒ္ဓဆိုရှိတယ်။ဒုံနွေးတယောက်ကနူတယ်နူတယ်အနာရီပေါက်တော့ညညဆိုရင်အနာကဲထထအနာကဲထထငိုတာဟောတာ။သူတွေလက်လက်နူတော့သုဘဗုဒ္ဓလို့ခေါ်တယ်။မလုံးပွင့်တာပြောတာပေါ့နော်။အဲ့လောက်ပဲတဏ္ဍာသာဖတ်ဘူးတော့ဗုဒ္ဓဆိုရင်သူတို့ကစွာစွာအေးရနိုးထတယ်လို့ကြားခိုင်းရင်ဟဲ့။ဘာပွင့်ခြင်းပဲဖြစ်ရမယ်။ညတော့အနေပွင့်တာယူတာပါလို့မှတ်ကြရမယ်။သဘောရလား။ပြန်အဲ့လိုအနေပွင့်တာလည်းဘယ်လိုပွင့်လဲမေးတော့တဲ့။ တိဆောင်ထားတဲ့နှလုံးသားရဲ့အရေးသွေးသွေးရဲ့အရေးသွေးတွေဟာတဲ့နေတင်ခြင်းနဲ့ပလောက်တော့ဘာဆက်ဆက်မေတ္တာအားနဲ့ဆောက်ထားတာအေးတဲ့နဲ့ဆောက်ထားတာလေဥစ္စာပြည်ပါအာမေယာနဲ့အင်္ဂါကြီးအသက်ပတ်တော့ချက်လုံးလို့နှလုံးသားအေးချမ်းအောင်စိတ်တရားပြောသွားအောင်ဆောက်ရှောက်ပြီးတော့အတ္တဖြစ်တာတက်ပါပြီးပြီမှာပတ်တော့ပြောတာအခုပြောတာပဲအေးတဲ့ထက်တော့အဲ့မှာစိတ်ပြောပြန်လာတာနော် ဲ့ဖြစ်ခဲ့တာဒိဋ္ဌိနဲ့ပြတော့အဲ့မှာကွက်လက်တည်းရှိတယ်ဒီကိုယ်ထဲမှာကိန်းတာမနဲ့ဘုရားတေသွားရင်တော့ဘာလို့ကူပါလဲဘုလိုကြီးပါသွားမှာပေါ့နော်တတ္တိကဘယ်လိုကူလဲဆိုအဲ့ဒါခက်တဲ့နေလို့ဘုရားကဖြေသွားတယ်ဒီမှာတတ္တိကိန်းတာမှာလည်းတေရင်ပါသွားပြီလေတော့ဘာလို့ကူမလဲဘောအမေးတယ်မလားဘုရားအသာလေးဖြေခဲ့တယ်တစ်ပင်နဲ့မျိုးစေ့လိုပဲအဲ့တော့ မခဲ့နော်အပင်ရမျိုးညမအပြောအဲ့ဒါပြောတာတဲ့ဒီလေတည်နေတယ်မဲ့တဲ့ခါမှာအညာကြည့်ကြမသွားဘူးလားကဲအပင်နဲ့ဒီဆက်သေးလားကဲအသားဆိုင်အစားစားပြီးအစီလေးမရဘူးလားအစီမပါပါတတ်တည်ပါတယ်ရေမကောင်းချက်ဆိုင်မျိုးစုပေါက်တယ်တန်နေမျိုးလို့ရှိရင်မတားအဲ့တတ်တည်ရောက်မိပါတတ်တည်ပြောင်းပါနောက်အဲ့ဥက္ကံရှင်ညွတ်လက်ခံတဲ့ပြောင်းလို့ပါလားနောက်ဆုံးပဲတက္ကနာ32ပါးတိရောက်ပါလား ဲ့ဒီမှာညံတော့အလင်းပွင့်ရတာဘာပေါ့လဲဒါပြင်ပွင့်ရင်းလေးပဲပေါ်ပြီနော်ပြင်ကြည့်ပြင်မရမယ်ဩဝိဇ္ဇာဆိုတာကအမြင်မှားတာအမှောင်ကြောင့်ဟုတ်လားဘယ်မှာရှင်းတာလို့စိတ်မှန်ရှင်းတာရှင်းတာကိုဒီနည်းအဖြစ်တန်ရောစဉ်ခေါ်တာရှင်းတာဘယ်လိုခေါ်လို့သံဃာပရိယေမှတ်တာနော်အဲ့တော့အမှောင်ရှင်းနေရင်အလင်းကလာမလားအဲ့ဒါအဓိကချက်ပဲ အဲရောဆရာပဲရအမင်းရှိတယ်ဟိုကိလေသာတဥ်သွားရင်ဗျာဆိုတာ तू ကဥနေရဲ့အပေါင်းလားအလင်းလာပါမလားစကားတွေကလုံးတွေရှားရတယ်နော်ဟိုဇာတိကစကားကတ္တရတာဆို तू ကလက်ဥနေမှာတော့အလင်းရမလားဦးလေဒါပေါ့ကအဲ့ဒါလေဗမာကိန်းလဲဆိုတာတက်တည်ကိလေသာရှိနေမှာကိန်းနေတာဗမာကိန်းတာတော့တို့တွေတည်းတခါမှကဘုရားပြည့်တဲ့အလင်းမရဘူးတဲ့ပုဂ္ဂိုလ်ကအမောင်များမနေဘူးလားအမောင်ပဲကိန်းမှာပေါ့ အဲ့ဒါကိလေသာတတိကိန်းနဲ့ခေါ်တာဘယ်လိုခေါ်တော့တတိကိန်းတာနော်ဟုတ်ပါလားတတိကိန်းနဲ့ခေါ်တယ်ဒါမြင်ကိလေသာကုံနာဆိုတာကဓာကုံနာမဟုတ်ဘူးတတိကုံနာပြောတာဘာကုံနာအရောတတိကုံခန်းသွားတာပြောတာလို့သိရတယ်ဟုတ်ပါရဲ့လားအဲ့တော့ပေါ်တဲ့အာယုံတွေကိုအဖြေထုတ်တဲ့နေရာမှာအလင်းကတဲ့ဥနေရင်တော့အမှောင်လာပါမလားဆိုတော့အလင်းတတိတွေမကဲဘူးလားခိမ့်မှန်များရင်တို့ မောင်ရီကထဲမှာမြတ်မလို့တဲ့မှာတရှင်းနဲ့ထည့်ထားတဲ့စူပါစုနော်။ကဲတရားသာဖြိလိုက်မယ်။တရှင်းသာရောက်မသွားဘူးလား။တရားသာရောက်မသွားဘူးလား။အဲ့လိုပဲ။အဲ့ပေါ်တိုင်းပေါ်တိုင်းမှာမနောရကကြတော့ပညာအားဆိုင်စုမဲ့ဆိုရင်တဲ့ရွေးဟောင်းလဲကြည်တွေ့တယ်မလားတဲ့။အဲ့တော့အဟောင်းတည်းလည်းခံမသွားဘူးလား။အတိတ်လည်းလာပါဦးမလား။ဟိုပညာဥပါတာဦး။ ပြောင်းလဲခြင်းအဲအဲ့အင်းနဲ့တော့အာထုပါလားအဲ့မှာကိလေသာကုန်ခန်းတာဗျတတ္တိကုန်ပါတာကုန်တတ်ရင်ကအမှောင်လာသေးလားဘယ်လိုဆက်ပါအောင်လားအဲ့ဒါပြောတာလေဟုတ်ပါလားအတရားအဲ့ဒါပြီးတော်ပြီးနေပြီတရားထုတ်တာအဲ့ဒါပြောနေတာဒါကတရားတိပဲပေါ်အောင်ကံနော်တရားနဲ့ပတ်သက်တာပြောအောင်